ပါ UK Mystery ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအောင်လည်းမင်္ဂလာပါဒါကျွန်တော်တို့အခုလာမဲ့ဗိုဒူနေညပေါ့လေဒေတာစနုပ်ချိန်ည9နာရီမြန်မာစနုပ်ချိန်နနက်9နာရီခွဲမှာ Tottenham Hotspur နဲ့ Manchester United ရဲ့ All English Final ရဲ့ Europa League Final ပွဲရှိပါတယ်ဆိုတော့အဲ့ပွဲအကြောင်းနဲ့ပတ်သက်လို့ပေါ့လေပြည်သက်တော်တော်များများကတော့စိတ်ဝင်စားကြတာပေါ့လေ Man United ပဲနိုင်မလား ဘက်က Spurs ကပဲနိုင်ပြီးတော့ဒါသူတို့ supply ရမယ့်အခြေအနေအားလုံးကိုအဆုံးသတ်ပြီးတော့ plan လက်မှတ်တွေကိုအဆုံးသတ်နိုင်မလားဆိုပြီးတော့တော်တော်များများစိတ်ဝင်စားစရာအခြေအနေရှိတဲ့အချိန်မှာဘောလုံးပြေးတက်တီအတွက်ကျွန်တော်ကတော့အဲ့ပွဲ Athletic Club ရဲ့အင်ကွင်းဆမ်မာမတ်ပေါ့လေဒါဆမ်မာမတ်ရဲ့ကွင်းမှာပြပါအောင်မှာကျွန်တော်သွားကြည့်ဖို့ရှိတယ်။ဆိုတော့ဘလုံးပိတ်တက်ဒီတို့ကကျွန်တော်တို့အဆင်ပြေလို့ရှင် Facebook Live လေး။ဒါကြောင့်လဲဆိုကျွန်တော်အခုလောလောဆယ်အနေထားရဆမ်မာမတ်မှာရာသီဥတုကနည်းနည်းလေးစိုးနေတယ် ဆိုရဲဆိုပါဗျာအိုင်းနေကံမဲနေကြမှာပဲဇာတာပဲဘုဒ္ဓူးနေကံမဲနေမှာမိုးကတဏီကုန်ရွာမယ်မိုးရွာနိုင်မယ်ပါစနေကအဲ့ဘုဒ္ဓူးနေကအများဆုံးပဲဒါမိုးရွာနိုင်မယ်ပါစနေအများဆုံးပဲကံကောင်းရင်တော့မိုးမရောဘူးလေဆိုအဲ့ပွဲကကျွန်တော်တို့ဆမ်မာမတ်မှာကံမယ်အဲ့မှာကျွန်တော်တို့တွေ့တော့ဇာတာပဲမာကြီး temperature အဲမိုးကလည်းရွာမယ်7လောက်ထိဖြစ်မှာ7လောက်ထိဖြစ်မှာဆိုတော့မတတ်နိုင်ဘူးဆိုတော့ကျွန်တော်အခုလောလောဆယ်အနေထားပေါ့လေအစကျွန်တော် တင်ကတော့ကန်ဆိုးပြီးတော့ဒါကျွန်တော် file နဲ့မတက်နိုင်ဘူးဆိုပေမဲ့လည်းဘလုံးပိတ်တက်တယောက်နေနဲ့အရင်ထဲကလည်းဘူလူပွဲတွေကျွန်တော်တွားကြည့်နေကြဆိုတော့ဒါဒီပွဲကျွန်တော်တွားကြည့်ဖို့ဆုံးဖြတ်ထားတယ်ဆိုတော့ကျွန်တော်လည်းဒူစင်ကာပူကညီလေးတို့ကျွန်တော်နှစ်ယောက်တို့တွားကြည့်မှာမို့လေဆိုတော့ပွဲကတော့ဒီပါဝရဲ့အင်ကွင်ဆံမမတ်မှာကန်မယ်ပြဿနာကအဲ့အဲ့မျိုးမှာနေရတဲ့ဈေးကကြောက်ဖို့တော့ကောင်းလေဈေးကြီးချက်ပေါ့ဗျာလက်မှတ်ခါတွေလည်းဈေးကြီးဆိုကျွန်တော်တို့ကဘလုံးတော့ဆယ်မှာအဲတခြားမျိုးကတစ်ဆင့်ပေါ့လေသူတို့မက်ထရစ်ကလည်းကျွန်တော်တွားဖို့ပလန်ထားတယ် အားလုံးတော့စီစဉ်ပြီးသွားပြီလေသူနဲ့ကျွန်တော်နဲ့စင်ကိုမှာတွေ့ပြီးတာနဲ့ကျွန်တော်တို့အိုက်ကနေကျွန်တော်သွားဖို့ရှိတယ်သွားပြီးတာနဲ့20ရက်နေ့ဆိုရင်ကျွန်တော်တို့ဘီဘာဝမြို့ကိုကျွန်တော်ရောက်မယ်ဘီဘာဝမြို့ရောက်လို့ရှိရင်ကျွန်တော်တို့တော့အခုလောလောဆယ်မှာတော့ Unifa ကနေ Fan Zone နေပိုင်းကျွန်တော်တို့ချပီးထားတယ် Fan Zone မှာဘလူးချိန်ဘလူးတွားရမယ်ဆိုပြီးတော့ကျွန်တော်တို့တော့သူတို့ကအတီးပေးထားပြီးသားအဲ့ဒီပေးထားတဲ့ထဲမှာတော့နည်းနည်းတော့ limited ပေါ့လေကျွန်တော်တို့ပေးထားတာတော့အခုဒါ fan fest ဆိုပြီးတော့ဒါဥရောပဘလုံးဖွဲ့ချောကျွန်တော်တို့ guideline တွေချပေးထားတယ် ိုက် guideline ထဲမှာဆိုရင်ကျွန်တော်တို့ပေးသက်တွေအားလုံးက free entry ဖြစ်မယ်ဒါပေမဲ့20ရက်နေ့ညအင်္ဂါနေ့ပေါ့လေ20ရက်နေ့အင်္ဂါနေ့မှာ gate open ဖွင့်မယ်မနက်7:00နာရီည10:00နာရီထိဖွင့်ပေးမယ်ပြီးတာနဲ့ဘလူးနဲ့ဘလူးဘွဲကန်တဲ့နေ့မှာလဲ10:00နာရီကနေညနေ6:00နာရီထိဖွင့်မယ်အဲ့ gate မှာ Europa League ဖလားနဲ့ဓာတ်ပုံရိုက်ချင်ရိုက်လို့ရမယ်အဲ့မှာလာတဲ့သူတွေကတော့ဗျကိုယ့်ရဲ့ ID က A4 site ကြီးလို့များတဲ့8 base တည်ခွင့်ပေးမယ်လို့ဘလုံးကွေးနဲ့ဝင်တဲ့အခါမှာ password ID တို့အကုန်လုံးအတိအကျတောင်းတယ် professional camera တွေယူလို့မရဘူးတို့ထီးယူလာလို့မရဘူးသူကန့်တတ်ထားတယ်အများကြီးပဲဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့က follow လုပ်မှာဆိုတော့ကျွန်တော်တို့ ticket တွေကတော့လောလောဆယ်တော့ QR code မရသေးဘူးယူယူပဲရသေးတာဗောလေ QR code မရသေးဘူးမရသေးတော့ကျွန်တော်တို့ကလောလောဆယ်ထီတော့ယူယူပဲရှိသေးတယ် UEFA ပေးထားတယ်ကျွန်တော်ပေါက်ထားတယ်ရထားတဲ့လက်မှတ်ပဲရှိသေးတယ်အဲ့လက်မှတ်နဲ့ပြီးတာနဲ့တို့ကြော်ညာ QR code ရရတယ်ဆိုရင်တော့ကျွန်တော်အားလုံး complete ဖြစ်ပြီပေါ့လေဆိုတော့ complete ဖြစ်လို့ရှိရင်တော့သွားမဲ့ခီးစဉ်တစ်လျှောက်မှာတော့နည်းနည်းတော့ခက်ခက်ခဲသွားရမှာပေါ့လေကျွန်တော်ဒီလိုခီးစဉ်ကို2019တော့တစ်ခါသွားဖို့တော့ကျွန်တော်ကောင်းကျွန်တော်အတွေ့အကြုံကောင်းကောင်းသိတယ်အဲတော့ကလည်း all english fine ပေါ့လေ all english fine တွေက chelsea နဲ့ arsenal တို့ထိတိုက်တွေ့တယ်အဲ့တော့2019မှာအဲ့တော့ azerbaijan baku မှာကျင်းပတဲ့အချိန်ပေါ့လေအရန်ဝင်းလုံးတဲ့အတွက်ကြောင့် azerbaijan baku ကိုတွားချင်တဲ့ပေးတက်ကခရှားရှားရင်ဘာကြောင့်လဲဆိုတော့နံပါတ်1 direct flight ဈေးအရန်ကြီးတယ်နံပါတ်2ချက်ခီးသွားတာအရန်ဝေးတယ်နံပါတ်3ချက် ကုန်ကြစိတ်အရမ်းများတယ်နံပါတ်၄ချက်အဲ့နိုင်ငံကြီးမှာကျင်းပတဲ့အတွက်ကြောင့်ပေးသက်စိတ်ဝင်စားမှုရောကြတယ်ဒါပေမဲ့လည်းကိုက real pay တက်ပဲလေကိုကကိုယ့်အသင်းကိုချစ်တဲ့အခါကျတော့ဘလောက်ဝေးဝေးသွားတယ်အဲ့တော့ကျွန်တော်သွားတဲ့ခီးစဉ်ကိုကျွန်တော်ပြောပြမယ်အဲ2019တုန်းကကမ်ဘာဘူဒူးနေညအာအဆာဘိုင်ဂျန်ဒီတာဆလိုချင်ည7နာရီမှကမ်းပါအဲ့ဒါကျွန်တော်တနင်္လာနေ့အဲ့ဒီကဘတ်ဟောလီဒေးပြလန်ဒန်မှာအဲ့ဘာလဲဆိုတော့ကျွန်တော်အလုတ်ကမနက်ပိုင်းလုတ်တယ်ညနေ6နာရီဆိုနေတငယ်ချင်းကိုပြောပြီးတော့ကျွန်တော်လန်ဒန်ဟီးသရိုးနဲ့ထွက်သွားတာ လန်ဒန်ကနေကျွန်တော်မြူနစ်မြူနစ်ကနေလက်ဗီယာလက်ဗီယာကနေဂျော်ဂျီယာထိသွားတယ်အဲဂျော်ဂျီယာရောက်တော့အဇာဘိုင်ဂျန်နဲ့ဂျော်ဂျီယာကကဲ့ရက်ဗျာကဲ့ရက်နိုင်ငံနိုင်ငံဆိုကျွန်တော်တို့ overnight train ဆိုတာရှိတယ်ဟိုအဲ overnight train က10နာရီနဲ့17နာရီကြာစီးရတယ်သူကည8နာရီခွဲတစ်စီးရှိတယ်ည10နာရီခွဲတစ်စီးအဲ့နဲ့ train နဲ့သွားတာနော်တညာလုံးမှာဒါပေမဲ့အဲ့ဟာလေဂျော်ဂျီယာမှာအင်္ဂလိပ်စကားလုံးဝမပြောဂျော်ဂျီယာဆိုတာကကျွန်တော်တို့ Russia colony ဗျာ Russian colony ဆိုတော့သူက Russian စကားပြောတယ် ဂျော်ဂျီယာစကားပြောတယ်ဒါပေမဲ့အင်္ဂလိပ်စကားပြောလို့နေတယ်ဒါပေမဲ့ကျွန်တော်တို့ဘောလုံးပိတ်တက်ဆိုပြီးတီးတန့်သူတို့လုံပေးထားတာရှိတယ်အဲ့မှာကျွန်တော်တို့ overnight train စီးပြီးတော့ကျွန်တော်တို့ဂျော်ဂျီယာကိုရောက်အောင်အဇာဘိုင်ဂျန်ရောက်တယ်ပြီးတော့မှအပြန်လက်မှတ်ကျွန်တော်တို့ပြန်ပြီးတော့ချိန်ပြီးတာနဲ့ကျွန်တော်တို့နေ့လယ်မြို့ထဲမှာဝါလီဆွဲပေါ့ဗျာအဲတော့ကျွန်တော်အဖြူကောင်တကယ်ဒီအင်္ဂလိပ်တကယ်ကြီးရှိတယ်ဒင်လန်ဆိုတဲ့တယောက်ကိုကျွန်တော်သူ့ဘောင်၃ယောက်ပေါ့လေနောက်ဘယ်လန်ရူ့စ်ကလာနေချဲစီပိတ်တက်တယောက်ရှိတယ်သူက Samsung အင်ဂျီလေးဝတ်ထားတယ်သူကတော့ကျွန်တော်ပြောသေးတယ်ကျွန်တော်တို့အဲတော့အဇာဘိုင်ဂျန်မှာ သွားဖို့အတွက်ဂျော်ဂျီယာမှာ train ဆောက်နေတဲ့အချိန်မှာသူက pro တဲ့ငါဒီအင်ဂျီဝင်ပြီးတော့တဲ့2012 champion league final ကို unit မှာငါတို့ champion ဖြစ်ထားတာဒီအင်ဂျီဝင်ကတော့မရှုံးဘူးတဲ့အားလေသူနဲ့ကျွန်တော်နဲ့ရင်းနှီးသွားတယ်စထားပုံမှာအားလေဟုတ်လေဟုတ်လေသူတို့နိုင်သွားတယ်ကျွန်တော်တို့ full one နဲ့အား၃ရက်ကြာတယ်နော်တရင်လာနေရတဲ့ဘိုဒူးနေတီပြီးလည်းပြီးအပြန်လဲအိုက်တိုင်းပဲကျွန်တော်စနေနေ့ကြာမှရောက်တယ်စနေအိုက်နေနောက်စနေနေ့ကြာတော့ဝမ်တာမက်ထရိုပိုလီတာမှာ Tottenham Hotspur နဲ့ Liverpool ကနေနှစ်ပုံလေး All English final နဲ့နှစ်သင်းဆိုတော့ဒီတစ်ခါကလည်းအဲ့လိုပုံစံပဲ 3day journey အတွား၃ရက်အပြန်၃ရက်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ direct flight ဆိုရင်လန်ဒန်ပဲဖြစ်ဖြစ်အဲ့ကနေဘီဘောင်မြို့ကိုစိုက်ပြီးဆိုတော့လည်း၂000ပဲ၂000အဲ့ဒါအပြင်ကိုလင်းလက်မခဘလုံးပွဲအားလုံးပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ပြန်တွက်ချင်မှာဘီဘောင်မြို့မှာတရက်တည်းရင်ပဲအနည်းဆုံး1900နဲ့2000လောက်ကျတယ်တချို့ hotel တွေလိုဈေးကြီးတယ်ဗျာကြောက်ကြောက်ကောင်းနဲ့4000နေပိုင်းတောင်းတယ်ဆိုတော့ total 9000လောက်ကျတယ်ဆိုတော့ကျွန်တော်ကလည်းနည်းနည်းဈေးသက်သာနဲ့လမ်းကြောင်းကိုရွေးထားရတယ် ။ဘာဖြစ်ဖြစ်ကျွန်တော်တို့ဘလုံးပြင်းတက်တွေအတွက်နောက်ထပ် Euro Adventure ပေါ့လေ။ကိုယ်အသိနဲ့ဆိုတော့ဘယ်လောက်ပျော်မှုကောင်းမလဲပေါ့လေ။ကျွန်တော်အစပလန်ကကျွန်တော်ရဲ့ပထမပလန်က Okay ငါ Europa League ပွဲ Final တော့ကြည့်မယ်။ပြီးရင်25ရက်နေ့မှာ Barcelona မျိုးသမီးနဲ့ Arsenal ရဲ့ပွဲကို Lisbon မှာတော့ကြည့်မယ်။ပြီးတာနဲ့ Conference Final ကို Poland မှာတော့ကြည့်မယ်။ပြီးရင် Champions League Final Munich မှာကြည့်မယ်။ပလန်ထားတာကျွန်တော်အာဆင်နယ်ပြတ်တော့ကျွန်တော်ရဲ့စိတ်ထဲကြောက်ပါဒါပေမဲ့ United နဲ့ Spurs ကြောက်လဲ English Club အသင်းချင်းနောက်ဟိုဘက်က Betis နဲ့ဒီ Chelsea ကြောက်တော့လဲပိုလန်ပါဗျ ပြီးတော့အဲ့ပွဲအခြေစီးနိုင်မလို့ကျွန်တော်ခံစားမိတဲ့အတွက်ကြောင့်ကျွန်တော်မသွားတော့ဘူး final အဲ့တော့ကျွန်တော်လည်းမသွားတော့ဘူး champion league final ဆိုတော့ europa league final တပွဲပဲကျွန်တော်သွားမယ်ကံကောင်းရင်ကျွန်တော်ဟိုပွဲတော့စဉ်းစားထားတယ်အမျိုးသမီး final ပွဲဆိုတော့နောက်တစ်ခုကကျွန်တော်ဘလုံးပြေးတက်တယ်အဲ့ဒီ jersey ဖောက်ပေးမှုလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ jersey ကို summer map queen ရှိမှာတကယ်လို့အဆင်ပြေလို့20ရက်နေရောက်လို့အဆင်ပြေလာပဲဖြစ်ဖြစ်21ရက်နေပဲဖြစ်ဖြစ်22ရက်နေပဲတရရက်ပေါ့လေအဲ့3ရက်တရရက်ကိုကျွန်တော် jersey 50လက်ဆောင်ပေးမယ်ဆိုပြီးပြောထားတဲ့အစီအစဉ်ရှိရတဲ့ကြောင့်အဲ့ဒီ main night ပေးမယ် မိုးမရွာဘူးဆိုရင်မရွာတဲ့အချိန်ပုံစံရှင်တစ်ခုခုနဲ့ကျွန်တော်မဲနိုင်ပြပါမို့လေအဲ့ဒီ season တော့ကျွန်တော်ကျွန်တော် UK match day နဲ့ one is back ကအဓိကပတ်ပိုးခုညတာပေါ့လေ one is back ကတော့ကျွန်တော်အမြဲတမ်းပတ်ပိုးခုညပေးထားတယ် so man united ပေးသက်တဲ့တွက် sergeant redcliffe ကလက်မှတ်အပြည့်စုံရောင်းချပေးပြီးတော့သူတို့ရဲ့ဝန်ထမ်းတွေအားလုံးကိုလက်မှတ်မပေးဘူးသူတို့ဆုံးဖြတ်တယ်ကစားမားတွေတော့လက်မှတ်တစ်ယောက်ကိုနှစ်ဆောင်စီပဲရတယ်အဲ့ဒီတော့ကြောင့်ဒီပြအဖွဲ့ဝင်တွေကစားမားအဖွဲ့ဝင်တွေရဲ့ ီသားစုတွေတော်တော်များများကလက်မမရကြတဲ့ပုံကစားမတွေတယောက်ကိုနှဆောင်ပဲရတယ်သူကလည်းတိတ်မပျော်ရွှင်ဘူးဗျာအဲ့ချိန်မှာအသင်းရဲ့ဒီပြအဖွဲ့ဝင် Ruby Amro ကသူ့ရဲ့ဒီပြအဖွဲ့ဝင်တွေ physio တွေအားလုံး family တွေအတွက် Ruby Amro ကလက်မှတ်အဆောင်30ဝယ်တယ်။ Eric Cantona ကလည်းလက်မှတ်30ဝယ်တယ်။ Bruno Fernandes က50 Patrick Evra ပါဝင်ကစားမတွေအကုန်လုံး9%ပဲကိုစိုက်ပြီးတော့လက်မှတ်ဝယ်ပြီးတော့ဝန်တန်းနေမိသားစုဝင်တွေကိုခေါ်သွားဖို့လုပ်တဲ့ချိန်မှာ Tottenham Hotspur က full time Hotspur မှာအလုပ်လုပ်တဲ့သူတွေအားလုံးကိုလက်မှတ် free ပေးတယ်။ ဆိုတော့အဲ့ဒါကတော့ဒီသင်းရဲ့ different story ပေါ့လေ။ကိုင်းရဲရရင်တော့50 50 game ပဲ။ကန်ရမှာ Spar မှာ James Madison, Kolosowski, Lucas Barboy အဓိကအစားမှာ၃ယောက်တော့မပါဘူးဆိုတော့ maybe Son ကအထဲထဲကိုဝင်နိုင်တယ်။ United ကလည်း completely different team ဖြစ်ကောင်းဖြစ်နိုင်တယ်။ဟိုတနေ့က Chelsea နဲ့ကစားခဲ့တဲ့ပွဲက losing လည်းဖြစ်နိုင်တယ်။ကြီးကောင်းတဲ့ပွဲပဲ All English Final All English Final 1981 82 82 All English Final ရဲ့ပထမ Europa League Final မှာ Spurs Champion ဖြစ်တယ်။အဲ့ကဒီမှာတစ်ဆင့်2008မှာ United က Chelsea ကိုနိုင်ပြီး Champion ဖြစ်တယ်။ နောက်2018ပြီးတော့2018 19မှာ Chelsea ကအာဆယ်ကို4-1နဲ့ final မှာနိုင်တယ်၊ Liverpool က Spurs ကို2-0နဲ့ final မှာနိုင်တယ်။ပြီးတော့မှ21မှာ Man City ကို Chelsea ကနိုင်ပြီးတော့အခု25မှာနောက်ထပ် All English European Final ဆိုတော့ Europa League Final မှာ Summer Map မှာကျွန်တော်တို့ပြည်သက်တွေနဲ့ကျွန်တော်တို့တွေ့ရအောင်မယ်။ဆိုတော့ကျွန်တော်အမြဲအပေးတဲ့ပြည်သက်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။ဆိုတော့ဒါကတော့ Europa League Adventure နဲ့ကျွန်တော်သွားမယ့်အစီအစဉ်လေးအကြောင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဆိုတော့ Jersey လက်ဆောင်လေးလည်းရယူကြပါတော့။အားလုံးကျေးဇူးတင်ပါတယ်။